ပေးပေအကောက်မဖောက်ရဘူးဆိုလို့ရှင်တော့ကျွန်တော်ရဲ့ TH ဘလော့ YouTube channel မှာပေးပေအကောက် found လေးကိုကျွန်တော် video file တင်ပေးတာရှိပါတယ်ဗျတကယ်လို့မှမတည်သေးဘူးဆိုလို့ရှင်လဲကျွန်တော်ရဲ့ DB ရဲ့အောက်မှာလဲကျွန်တော်ဒီ description လေးမှာလည်းကျွန်တော်ချထားပေးထားပါမယ်ဗျဒီ PayPal account form ဒီ link လေးကိုပဲကျွန်တော်ချထားပေးပါမယ်ဗျယခုအခါမှာတော့ PayPal account ဖောက်ပြီးတဲ့အချိန်မှာမိတ်ဆွေလို့ကျွန်တော်ရှိမှာပဲအပ်ထားပဲဖြစ်ဖြစ်တခြားတယောက်ရှိမှာပဲ service ကြီးနဲ့အပ်ထားပဲဖြစ်ဖြစ် မိတ်ဆွေတို့ပေးပဲအကောက်ကိုဝယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ပေးပဲအကောက်မှာကျွန်တော်တို့ရဲ့လိပ်စာအတိအကျတွေမပါနိုင်ပါဘူးဗျဖုန်းနံပါတ်ကအစပါမှာမဟုတ်ပါဘူးဗျတကယ်လို့မှကျွန်တော်တို့ကပြည်ပမှာသွားနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လိပ်စာတွေကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေဘယ်လိုမျိုးထည့်ရမလဲဘယ်လိုမျိုးပြန်ချိန်လို့ရတယ်အီးမေးလ်တွေပတ်စဝတွေအစဘယ်လိုမျိုးပြန်ချိန်လို့ရတယ်ဆိုတာကိုဒီကနေ့ဗီဒီယိုမှာပြန်လဲပြီးရော share ပင်လုပ်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ THA Vlog YouTube channel ကနေပြန်လဲပြီးရောကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာဆိုလို့ရှိရင်တော့ favorite account ကဘယ်လိုမျိုးအလုပ်လုပ်လဲဘယ်လိုမျိုး address တွေပြောင်းလို့ရတယ်ဘယ်လိုမျိုး phone number တွေထည့်လို့ရတယ်ချိန်လို့ရတယ်ကျွန်တော်တို့ရဲ့ poster code တွေကဘယ်လိုမျိုးပြောင်းရမလဲဆိုတော့ကိုဒီကနေ့မှာပြန်လဲပြီးရော sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီဒီ app တွေကိုအကုန်လုံးအလုပ်လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ရှိမှာကတော့အဲတချို့ဆိုလို့ရှိရင် paypal account နဲ့ login ဝင်ပြီးတော့လုပ်ကြတယ် လက်ရှိမှာတော့ပေးပဲအကောင့်နဲ့လုံးမဲ့ဆိုလို့ရှိရင်ဘယ်နည်းနဲ့မှအချက်လက်တွေပြေဆုံးမှာမဟုတ်တဲ့တော့ကိုကျွန်တော်တို့ကတော့ပေးပဲအကောင့်ကဒီ setting ဘိုင်းနေအကုန်လုံးပြန်ချိန်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က Chrome ဖြစ်ဖြစ် browser ဖြစ်ဖြစ်တခုခုကိုအသုံးပြုပြီးတော့မှ computer desktop site ကိုပြောင်းပြီးတော့မှအသုံးပြုပြရမှာဖြစ်ပါတယ်ဗျကျွန်တော်ကတော့ browser လေးကိုအသုံးပြုပြီးမှဖြစ်တဲ့တော့ကိုကျွန်တော် browser လေးကိုအရင်ဆုံးဝင်လိုက်ပါမယ်အဝင်လိုက်ပြီးတော့ဆိုလို့ရှိရင်တော့အပေါ်ဆုံးမှာကျွန်တော်တို့ကပေးပယ်လို့ရိုက်လိုက်ပါဗျာနော် ပေးပယ်လို့ရလိုက်လို့ရှိရင်ဒီမှာကျွန်တော်ရဲ့ကြလာပါလိမ့်မယ်ဗျာနော်ဒီကောင်ပဲနှိမ့်နေဒီဟာပဲနှိမ့်နေဒီကောင်ပဲနှိမ့်နေဒီပေးပယ်ပဲနှိမ့်နေမိတ်ဆွေတို့ကြမ်းနေတတ်တဲ့ဟာကိုအကုန်လုံးရွေးပြီးတော့နှိမ့်လို့ရပါတယ်ကျွန်တော်ကတော့အဆင်ပြေတဲ့ဟာတွေကိုနှိမ့်လိုက်ပါမယ်ဗျာနှိမ့်ပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးကအပေါ်ဆုံးဟာတွေကို link link ကိုအရင်ဆုံးနှိမ့်လိုက်ပါမယ်နှိမ့်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီနာမှာကျွန်တော်တို့ကစိုင်းရင်ဝင်ပေးရမှာဖြစ်ပါတယ်ဗျာအဲစိုင်းရင်ဝင်ရမှာပဲစိုင်းဒီ login ဝင်ပေးရမှာဖြစ်ပါတယ်ဗျာဒီ login လေးကိုတစ်ချက်နှိမ့်လိုက်ပါမယ် ဲနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ကဒီ image address ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ image address ကိုရိုက်ထည့်လိုက်ပါမယ်ဗျာကျွန်တော်တို့ကဒီနေရာမှာ email address ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗျရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က login ကိုတစ်ချက်နှိပ်ပေးလိုက်ပါကျွန်တော်ကတော့ login တစ်ချက်နှိပ်လိုက်ပါမယ်ဗျာ login တစ်ချက်နှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်ဒီနေရာမှာ next ကိုတစ်ချက်ဆက်ပြီးတော့နှိပ်ပေးလိုက်ပါ နေပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကစံနယူကုတ်ကိုတောင်းပေးရမှာဖြစ်ပါတယ်ဗျစံနယူကုတ်ဆိုတာကတော့ကျွန်တော်တို့ရဲ့ဒီကုတ်၆လုံးကိုတော့ကျွန်တော်တို့ရဲ့ဒီပေးပဲအကောင့်မှာချိတ်ဆက်ထားတဲ့ဂျီမေးကိုတွားပြီးရောကုတ်တွားယူပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်ကတော့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီလိုနှိပ်လိုက်ပြီဆိုလို့ရှိရင်10မိနစ်အတွင်းမှာဒီကုတ်ကိုရယူရမှာဖြစ်ပါတယ်ဗျကျွန်တော်ကတော့ဒီကောင်လေးကိုတစ်ချက်ယူတွားပြီးရောကြည့်လိုက်ပါမယ်ကုတ်လေးကိုတစ်ချက်ကြည့်လိုက်ပါမယ်ဗျ ျွန်တော်တို့ချိန်မှာကုတ်ကလေးကြာလာပြီဆိုလို့ရှိရင်တော့ဒီကုတ်ကိုကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ကုတ်ကတော့ကျွန်တော်တို့ကကျွန်တော်အနည်းတိုင်းပဲရိုက်ထည့်လို့တော့မရပါဘူးဗျ။သူတို့ကချထားပေးလဲကုတ်ကိုပဲရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗျ။အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကစမစ်ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါ။အဲနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးအမှန်ရှိလေးပြပြီဆိုလို့ရှိရင်ခနာလေးစောင့်ပေးလိုက်ပါဗျ။စောင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်။ ဒီလိုမျိုးပေါ်လာပြီဆိုတာနဲ့ကျွန်တော်တို့ကဒီအချောင်းလေး3000ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါဗျာဒီကောင်လေးကိုဆက်ပြီးတော့ရွေးပေးရမှာကျွန်တော်ကတော့ရွေးလိုက်ပါမယ်ဗျာအရွေးပြီးသားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့က profile setting လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဆက်နှိပ်ပေးလိုက်ပါမယ်ဗျာ ရိုဘန်ဆက်တီလေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးတွေပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်တော့ Gmail address တွေချိန်လို့ရမယ် average ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့က Gmail တွေပါချိန်မယ်ဆိုချိန်လို့ရတယ်ဒီမှာကျွန်တော်တို့ average တွေပေါ်လာတယ်ဒီမှာ password တွေနေရာမှာလည်းချိန်ဆိုတာပေါ်လာတယ်ဒီနေရာမှာမိတ်ဆွေလို့နေနဲ့ပြောင်းကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီပြပရဲ့ဖုန်းနံပါတ်ကိုပြောင်းလို့ရပါတယ်မြန်မာနိုင်ငံကဖုန်းနံပါတ်ကိုတွားပြီးရောမချိန်ပါနဲ့ဗျပေးပဲပေးပဲအကောက်ကျွန်တော်တို့က report ထိပါလိမ့်မယ်ဗျ ဘာလို့လဲဆိုတော့ error ဖြစ်လို့ရှိရင်ကျွန်တော်တို့ကဘာမှလုပ်ပေးလို့မရပါဘူးဗျအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီနေရာမှာချိန်မယ်ဆိုလို့ရှိရင်ချိန်မဲ့ high ရဲ့ဟာကိုကျွန်တော်တို့တစ်ချက်ချာလေးရွေးပေးပါလိပ်စာကိုအတိအကျထည့်ပေးပါဖုန်းနံပါတ်ကိုတိကျမှန်ကန်စွာထည့်ပြီးပြီးတော့မှချိန်လို့ရပါပြီဗျဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ကအပေါ်လေးကိုနည်းနည်းဆွဲလိုက်တာနဲ့ဒီနေရာမှာဆိုလို့ရှိရင်လည်း two snap ခံလို့ရမယ် two snap ကတော့ မိမိတို့ရဲ့အကောက်ကိုလုံချုံအောင်2 step ခံပြီးတော့မှအသုံးပြုရတာမျိုးပဲဖြစ်ပါတယ်တကယ်လို့မှ2 step ခံမှဆိုလို့ရှိရင် average ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ကချိန်လို့ရပါတယ်ဗျ။ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဘက်လေးကိုတစ်ချက်ထွက်လိုက်ပါမယ်ဗျဒီဘက်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပါနှိပ်ပြီးတော့ဆိုလို့ရှိရင်တော့ခုနကအချောင်းလေး၃ချောင်းနဲ့ကိုဆက်ပြီးတော့ဝင်လိုက်ပါဗျ ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကခုနကွာ profile setting နဲ့ကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်အခုကကြတော့ကျွန်တော်က account setting နဲ့ကိုဝင်ရမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ account setting နဲ့ကိုတစ်ချက်ဝင်လိုက်ပါမယ်ဗျဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်ဆုံးကအချောင်းလေးတုံးချောင်းကိုကျွန်တော်တို့က desktop site ပြောင်းပေးရမှာဖြစ်ပါတယ်အရင်ဆုံးဒီကောင်းလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားလို့ဆိုလို့ရှိရင်တော့ဒီ desktop site ကိုတစ်ချက်ပြောင်းလိုက်ပါဗျဒီလိုမျိုးပြောင်းလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့က ဒီနေရာမှာအကောင်လုံးချိန်လို့ရတာမျိုးရှိပါတယ်ဗျဒီမှာဆိုလို့ရှိရင်အကောင်လုံးချိန်ရတာမျိုးရှိတယ်ဒီနေရာမှာကျွန်တော်တို့ချိန်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကြံနေတဲ့တဲ့ဟာကိုချိန်လို့ရပါတယ်အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ကချိန်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီအကောက်ကအကောက် own information တွေကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပါမယ်နှိပ်ရဆိုလို့ရှိရင်လည်းဒီနေရာမှာဆိုလို့ရှိရင်မိတ်ဆွေတို့နံပါတ်တွေပါချိန်လို့ရတယ် Gmail တွေချိန်လို့ရတယ်ဒီမှာ address တွေချိန်လို့ရတယ်ဒီနေရာမှာ send လို့ရတယ်ဒီ ဒီ customer service ID ကတွားပြီးတော့မချိန်ပါလေဗျာเนาะတကယ်လို့မှချိန်နေဆိုလို့ရှင် error တွေဖြစ်နိုင်ပါလေဗျာအဲကြောင့်မလို့အဲ့နေရာမှာတွားပြီးတော့ချိန်လို့မရပါဘူးဗျာဒီအပေါ်မှာလည်းကျွန်တော်တို့က business information ဆိုတာရှိတယ်အဲ့နေရာမှာဆိုလို့ရှင်လည်းကျွန်တော်တို့ကဒီ payback ID ဒီကောင်လေးကတွားပြီးတော့လုံးလို့မရပါဘူးဗျာရှောက်ပြီးတော့မှတ်နေပါလေဗျာအဓိကကျွန်တော်ဝိုင်းပြထားတဲ့ဟာဒီကိုအဓိကထားပြီးတော့ကျွန်တော်တို့ကဒီဟာလေး glue ဆိုက်ပြီးတော့လုံးဆောင်ပေးပါဗျာ ်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က average ရှိပါတယ်ဗျဒီ average မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ business information ရဲ့နာမည်ကိုချိန်လို့ရပါတယ်ချိန်မယ်ဆိုလို့ရှိရင်ချိန်လို့ရပါတယ်ဗျကျွန်တော်တို့ကကိုယ်ပိုင်နာမည်နဲ့ကျွန်တော်တို့ရဲ့ business information နာမည်နဲ့မတူပါဘူးဗျအဲဒါကြောင့်မလို့အဲမတူရဲနဲ့ကျွန်တော်တို့ကကုမ္ပဏီနာမည်တွေဘာနာမည်တွေထည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီနေရာမှာထည့်လို့ရပါတယ်ချိန်လို့ရပါတယ်ဗျအဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ကပေးပဲအကောက်က setting ဘိုင်းတွေဘယ်လိုမျိုးအလုပ်လုပ်တယ် Gmail address တွေဘယ်လိုမျိုးချိန်ရမလဲကျော်တို့ရဲ့ဖုန်းနံပါတ်တွေကျော်တို့ကိုပိုင်အမီပေါ့ဖုန်းနံပါတ်ကိုဘယ်လိုမျိုးချိန်ရမလဲတကယ်လို့မှပြပရောက်နေတယ်ဆိုလို့ရှိရင်အဲ့အကောက်တွေဖုန်းနံပါတ်ကိုကျွန်တော်ဘယ်လိုမျိုးချိန်ရမလဲဆိုတော့ကိုဒီဗီဒီယိုမှာ sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်ဗျနောက်ထပ်ဗီဒီယိုတွေမှာဒီ PayPal account နဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံက Visa card တွေနဲ့ချိန်လို့ရတာဘယ်လိုမျိုးချိန်ရမလဲနောက်ပြီးတော့ကျွန်တော်တို့ပြပက Visa card တွေနဲ့ဥပမာကျွန်တော်တို့ကထိုင်းနိုင်ငံက ပေးပဲအောက်ဖွင့်လိုက်မယ်ဆိုလို့ရှိရင် UN နိုင်ငံကဗန်ကောင်းနဲ့ချိန်လို့ရတာနောက်ကြတော့ဂျပန်နိုင်ငံကဗန်ကောင်းနဲ့ချိန်လို့ရတာချိန်လို့မရဘူးလားဘယ်လိုမျိုးချိန်ရမလဲဒီပေးပဲအောက်ကဘယ်နိုင်ငံကလဲဆိုတာကိုဘယ်လိုမျိုးကြည့်ရမလဲဆိုတာကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာအသေးစိတ်လေးပြန်လည်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုကျွန်တော်တို့အဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ပြီးတော့送礼交完没？这比如话咯，就提到八百遍。